ခင်ဗျားတို့ကမိုးကြွှေကို DSC ကတက်တောင်းယူပြီးတခါလဲဟိုကောင်းမစလို့ရာလူတို့အဲ့မတူဘူးနော်တပုံမှာကအဲ့လိုမျိုးမဟုတ်ဘူးတပုံမှာကတစင်းစင်းဒီစတက်တာသူကတကယ်တိုင်ရင်တိုင်ရင်ခိုင်ရင်လည်းရာလူတို့သွားတာရှိတယ်အချုပ်ချာအာနာရဲ့စတဲ့တရားကြီးကိုအဝင်ကစတဲ့ဘဝရဲ့ဖြစ်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မင်းအောင်လိုင်ရဲ့အခုလမ်းထဲရေတော့ပွဲရဲ့အစီအစဉ်ကိုသူတမတာအကန့်ကိုသွားမဲ့အစီအစဉ်ကိုတဘာဝအောင်ကန့်ကွက်နေတာဆိုတာလေးဖြည့်တင်ပြောချင်တာပါ ဟိုင်းချရမီဘာပီတူညိုကိုမော်မမများအားလုံးပဲမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရယ်လ9ရက်နေ့ကျတို့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ပေါ့နော်ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်တွေနဲ့ငလင်မင်းနဲ့ပတ်သက်ပြီးတော့မှအထူးတရင်တွေကိုတင်ဆက်ပေးသွားမှာမလို့ကျွန်တော်နဲ့အတူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျတို့ခါတိုင်းလိုပဲပေါ့နော်ဒီနေ့ညမှာမိဘပီတူတွေအတွက်တင်းကောင်းတွေဖြင့်ဒီပေါ်မိုက်ကွဲလက်ခြေခွဲလောင်မဲ့တုံလဲကြည့်ရမှာမလို့ကျွန်တော်နဲ့အတူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြရင်လည်းအယုံဆုံးနေနဲ့ပေါ့နော်ကျတို့ခါတိုင်းလိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော် ပထမဆုံးသတင်းသဘောအနေနဲ့ကတော့မကွေးတိုင်းပေါင်းမြို့နယ်အုံတော်ကျွရနယ်ပေါင်းမြို့အကြားထွန်းတစ်စာစီဆိုင်နီးမှာကပ္ပစာ24ကစစ်တပ်စစ်ကြောင်းကိုမိုင်းခွဲဖောက်ခွဲတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းမှုနဲ့တပ်ခွဲမှုတို့ပေါင်း9ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တကြိမ်မိုင်းတလုံးလုံးနဲ့၃ချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။တေဆုံးသွားတဲ့အရာရှိအလောင်း၄လောင်းကိုလည်းနေရပြင်းထန်ရတဲ့စခ17ဦးကိုမီ17နဲ့နေပြည်တော်ကရင်တထောင်ဆေးုံကိုတဲသွားတဲ့ စကြောင်းမိုးနဲ့ခွဲမိုးငမောင်ဆိုတဲ့ကောင်ကတော့ရန်ကုန်စာတိလို့သိရပါတယ်။စကြောင်းမိုးကတော့ဥပွင့်တေတာပြီးတော့ဒဏ်ရရတဲ့ဆက်တယောက်ထဲမှာပေါက်ရာကြီးပြင်ပြူရာမှာထိုင်ချထားတဲ့သုံးပွင့်မူကြီးခမိုးမောင်လည်းခြေတစ်ဖက်လက်တစ်ဖက်ပြတ်တယ်လို့သိရပါတယ်။ဒဏ်ရရတဲ့သူတွေထဲမှာခြေတော့ပြတ်တဲ့အိုးလက်ပြတ်ကနှုတ်မျိုးလုံးနှလုံးစုံလုံးကနဲ့သူကနှုတ်ပါပါတယ်ဆိုပြီးတော့မှစိတ်ဖြူတကိုတော့ကြားစိုးဘွဲကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တကယ်တော့တရင်ကောင်းလေးပဲပါနော်။ရိုးရိုးမျိုးဘပြည်သူတွေနေနေကိုမိချုပ်ဖြစ်စီပြီးတော့မှခုဆိုရင်ဓမြတိုက် လူမိုက်လုံးနေကြတဲ့ဒီစစ်ကောင်စီရဲ့စစ်ကြောင်းလေးကိုကျွန်တော်တော်လိုင်းရဆွေးနွေးနေပြီးတော့မိုင်းဆက်တိုက်ခိုက်ခဲ့လို့ပါနော်စစ်ကောင်စီတပွဲတချို့ဖွာလန်ကျဲပြီးတော့မှဦးပြက်တာတွေဘာညာဒဏ်ရာမျိုးစုံပါနော်ရရှိသွားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ချင်းညီနောင် CB ကနေပြီးတော့မှမြို့တင်တဲ့ပွဲဆင်နွှဲနေတဲ့ချင်းပြည်နယ်ဖလန်းမျိုးကိုတင်ပတ်ရရှိထားပြီးဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဒီနေ့မနေ့မှာဖလန်မျိုးတင်ပတ်ရရှိထားတဲ့အခြေအနေမျိုးမှာရှိပါတယ်။မနေ့ကထီတော်စစ်ကောင်စီဘက်ကနေပြီးတော့မှလေးချောင်းတိုက်ခတ်မှုတွေရှိနေသေးတယ်ဆိုပြီးတော့မှဖလန်ရှိတန်းစီတရင်မျိုးကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ဖလန်ချင်နေတော့ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့ထီတွေ့မှုအ ਨੇ ချင်းတွေကရှိနေသေးတယ်။အသေးစိတ်ကိုတော့မနေ့ပြန်လောက်မှတရင်ထုတ်ပြန်ဖို့ရှိပါတယ်ဆိုပြီးတော့မှ CNDF တာဝန်ရှိသူဆလိုင်းတီမီထွန်းကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ ကျွန်တော်ဖလာမျိုးတိုက်တာလဲတော်တော်လေးကိုကြာနေပြီဖြစ်ပြီးတော့မှခုဆိုရင်ဖလာမျိုးမှာပါနော်တခုလေးတော့စစ်ကောင်စီရဲ့ဒီခလာရ268ကိုတင်ပတ်ရရှိဖို့ကြိုးစားနေတာပါဖြစ်ပြီးတော့မှခုချိန်မှာတော့ကျွန်တော်တော်လိုင်းရဆုရရနဲ့ပြီးတော့မှအပြစ်တက်တင်ပိုင်းနေခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့လေးချောင်းတိုက်ခတ်မှုတွေကတော့စစ်တိုက်ဆိုလို့ရှိနေဆက်ဖြစ်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့မှအထူးဂရုပြုပြီးတော့မှပါနော်မြို့ကိုထိန်းသိမ်းနေဖို့ကြိုးစားနေရတဲ့အခြေအနေတရက်ကိုခုဆိုရင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်အနေနဲ့ဖလာမျိုးနဲ့ပတ်သက်ပြီးတော့မှထူးခြားတဲ့သတင်းကောင်းလေးတွေကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့မြန်မာနိုင်ငံတဝဲမှာစစ်ကောင်စီရနေပြည်တော်မှာပြည့်ရထားပေမဲ့ KIA, TNLA, KNPP, KNU နဲ့ PDF တွေကနေပြည်တော်မှာစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေတယ်ဆိုတော့ဇော်မဲလုံးရဲ့ပြောစကားပဲဖြစ်ပါတယ်။စောက်ရှိကောမရှိဘူးနော်။အကောင်ကတော့ KIA အနေနဲ့ April 3ရက်နေ့ညနေ4:20မှာဘုံဘုံမှာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို80 mm စိမ်ပြောင်းနဲ့ခုနလုံးပြစ်ခတ်ခဲ့ပါတယ်။ April 4ရက်နေ့မနက်7:00ခွဲမှာလဲဘုံဘုံတက္ကသိုလ်နားလေးမှာလုံခြုံနေရာယူထားတဲ့နေရာကို KIA ဖွဲ့က လွင်ရ30လောက်နဲ့တစ်ကြိမ်နောက်လွင်ရ50လောက်နဲ့တစ်ကြိမ်လာရောက်ပြည့်ခတ်ခဲ့တာတွေ့ရပါတယ်ဆိုပြီးတော့မှဇော်မဲလုံးကိုတိုင်းကနေပြီးတော့မှပြောင်းလဲပြောင်းစပြသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့ဗောနော်ကျွန်တော်တော်လိုင်းရဆူရတွေကနေပြီးတော့မှစတင်ဆိုင်ခလို့သူတို့ကနေသူတို့တွေပြည့်ခတ်ရဆဲရတယ်ဆိုတော့သဘောတူညီချက်ကိုပြန်ပြီးတော့မှရုတ်သိမ်းရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဗောနော်အခုဆိုပြောဆိုနေတာပဲပြီးတော့မှအခုချိန်ထိပြည်သူတွေပေါ်မှာဂျင်းထဲလို့ကောင်းနေတာပဲဖြစ်ပါတယ်ပြည်သူတရားလုံးအနေနဲ့ကတော့ဒီဖစ်စစ်တက်ကနေဘလော့ပဲချိန်ညာချိန်ညာသူတို့အနေနဲ့ဗောနော်တော်လိုင်းရဆူရကနေပြီးတော့မှ စားတိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုမတွေ့ရဘူးဆိုတဲ့ကြောင်းလည်းအလုံးသိရှိထားတာမို့လို့ဖစ်စတိုက်ရဲ့အလင်းညာဇလန်းတွေကတော့ကျွန်တော်ဟုတ်ဆိုရင်နိုင်ငံတကာကနေပြီးတော့မှလည်းသိရှိသွားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ကျွန်တော်ပြည်သူတွေဒုက္ခငလင်ပေးတွေတွေ့နေရတဲ့အချိန်မှာပေါ့နော်။မြောက်လိုက်တဲ့အုပ်စုကနေပြီးတော့မှကိုကြီးကယ်ဆယ်မှုတွေမလို့ဘဲနဲ့အခုဆိုရင်အပျက်စီးတွေများနေရတာကဘယ်သူကြောင့်လဲဆိုတဲ့အကြောင်းကိုဘူဂျီနီမျိုးစင်ကနေပြီးတော့မှတေချာလေးပြပြထားတာပဲဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချေးလေးရအောင်နော်။ ဒီ mass la mass la 20နဲ့ရှင်းနေရဖြစ်ပေါ်လာခဲ့တဲ့ခုနကမှခုနှစ် register scale ရှိတဲ့ငလင်ကြီးကြောင့်ဖြစ်ဆိုရင်ဒီပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်ရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးသွားတယ်အုပ်ချုပ်ရေးရန်ရာကြီးတခုလုံးရက်တနေပါဖြစ်နေတယ်စက်တွေကွင်းတွေကအများအများပြတ်တော့ကုန်ပြီးတော့ခုဆိုရင် main line နဲ့ဖက်စစ်ဂျမ်ဖက်အုပ်စုဟာအတော်ပြိုပြဲနဲ့လဲပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးဒီပြည်တော်ပြောင်းပွဲ တောင်ကိုဒီပြည့်ရီကျော်ကြီးဒီစကိုင်းဖောက်ပြည့်ရီကျော်ကြီးတစ်ချောင်းမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့အဝေးစီစီအနေနဲ့တိုက်တာပိန်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတတိစတိုက်ဆိုသလိုနောက်ဆက်ပဲလောက်ခလာတဲ့မလင်းအန်နေဒီကြောင့်ပျက်စီးနေတာကိုကျွန်တော်ပြောပါမယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့တမောဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုအာနာရှင်ကပေးရန်နေရကြောင့်ပုံမှုပျက်စီးစီခဲ့တဲ့အကြောင်းကိုကျွန်တော်နှိုင်းရှင်းတုံးသပြချင်ပါတယ်ခုမှအနေနဲ့ပြောရရင်2000ခုနှစ်ကျွန်တော် အာဒီအခုအမြန်လန်းအဲ့ဒီကာလာကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်အမြန်လန်းဒီတောင်ငူနဲ့ပျော်ပွဲတောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်ရဲကို2009ခုနှစ်တော့ကျွန်တော်ရောက်ရှိခဲ့ပါတယ်မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တော့ရောက်လေ့လာကြည့်ရှုခဲ့ပါအဲ့ကာလမှာဘာတို့ဒီစီပွားအရန်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်းကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ်ဒီငါးမူတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ကိုကွန်တယ်တွေကဒီ GE တက်တွေဆီကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ ဝင်ကြတာအဲ့တော့ဂျီတက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လန်းခင်းရမှာအသုံးပြုရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လန်းခင်းတဲ့နေရာမှာဝါးတွေတုံးဖို့ဘာမှမထည့်မယ်သူတို့ခင်းကြတယ်ဒါညပတိကျွန်တော်တွေ့ကြတာအဲ့တော့2009ခုနှစ်ကအမြန်လန်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်တို့ခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနေပြော်ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့ဆေးဥစုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝီကန်ချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲဤပညာရခိုးလို့ရတာအကုန်ပြိုင်တို့ခိုးခဲ့ကြတဲ့အဆောက်အုံတွေ ဖြစ်တယ်။ဒါကြောင့်မို့ခုအမြင်လိုင်းကြီးအပိုင်းပိုင်းပြတ်တောက်ပြိုပြိုကြတာရုံးအဆောက်အုံတွေပြိုကြတာပေါ့။ပြိုကြတဲ့အထက်မှာတော့တိတ်နမိတ်တို့လည်းပြောပြောမှာပေါ့။အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ့်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာအဲ့ဒေဝင်ကြီးတွေသူ့ကလသမကစသည်ဖြစ်ပေါ့။တကယ့်ဒိတ်ဒိတ်ချင်းဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးဆဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအတက်ဝင်လဲပိုက်ရာဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်။လွတ်တော်တဲ့ဝင်တဲ့လမ်း လုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါပဲနဲ့တချို့နေရဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားအတိတ်နမိတ်ပေါ့ဆိုတော့အချုပ်ချာအာနာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘောဝါကြီးဖြည့်ဆည်းသွားပြီဖြစ်တဲ့ကြောင့်မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့အစီအစဉ်သူ့ကိုယ်သူတမတာအကန့်ဖို့သွားမဲ့အစီအစဉ်ကိုတဘာဝအောင်ကန့်ကွက်နေတာဆိုတာလေးထည့်တင်ပြောချင်အောင်ဆိုတော့တဘာဝဘေးကြီးရဲ့အဆုံးစုံထိဖြည့်ဆည်းမှုအန္တရာယ်တွေကိုကျွန်တော်တို့အခုကလူလောက်ကပ်ပေးကြောက်ပုံမဆိုးရွားစွာရင်ဆိုင်ဖြတ်ပြောတာဖြစ်ပါတယ်ဒီမှာဘူကြီးနေမျိုးစဉ်ပြောသလိုပဲကျွန်တော်တို့ဒင်းကလင်ပေးတယ်မှာတော့ဗောနော်ခက်ဆက်ဆက်စစ်ကောင်စီနဲ့သူတို့ အပေါင်းပါခရိုနီတိုက်ရဲ့ပြည်သူတွေပုံမှာကိုသွေးဆိုပြီးတော့မှအမျက်ထုတ်သွားတဲ့အကျိုးဆက်တွေကိုခုဆိုရင်တွေးရတာပဲဖြစ်ပါတယ်။လန်တရာတွေတော့မှပြိုချပျက်စီးသွားတာဖြစ်ပြီးတော့မှအဲ့ဒီကြားထဲမှာသူတို့အနေနဲ့ပေါ့နော်။ထဲသွင်းသုံးပြတာကတော့ဝါချောင်းတွေဖြစ်တယ်ဆိုတာကျွန်တော်အလုံးလက်သိရှိထားတာဖြစ်ပါတယ်။ဒီကောင်တွေကတော့ဒီတန်ချောင်းမူလီတွေရဆောက်လို့ပေါ့နော်။တခုစင်းနဲ့သူတို့ချင်းချင်းပြန်ပြတော့မှအပြင်ကိုရောင်းထုတ်နေတာဖြစ်ပြီးတော့မှတကယ်တမ်းမြေပပြည်သူတွေအတွက်အသုံးပြနေတဲ့လန်တရာတွေအဆောက်အဦတွေမှာကျတော့သူတို့အနေနဲ့ဖြစ်တယ်လို့ကြံခံမှုတောင်းပါပေါ့နော်။မစစ်ဆေးဘဲနဲ့ဒီတိုင်း ဆောက်လို့တော်တာပဲဖြစ်ပါတယ်အခုချိန်ကြတော့မှကျွန်တော်ပြည်သူတွေကတော့ဒီလိုမျိုးကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့စစ်ကောင်စီနဲ့အပေါင်းပါလူတစုရဲ့ပြည်သူများလူချင်းကိုခံရရတာဖြစ်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ကတော့အခုဆိုရင်ကျွန်တော်ပြည်သူပေါ့နော်အ ਨੇ ဆုံး3000ကျော်လောက်အတိဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စမိုးမထမ်းမရဥပဒေစနစ်နဲ့ပေါ့နော်လိုစားနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ကြီးတွေကြောင့်တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒေါနာတီဗီရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ဘကိုးတိုင်းကပြည်သူတို့ပြည်ပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကဘကိုးတိုင်းဒေသကြီးနတလင်းခရိုင်အုပ်ဖို့အုပ်စု အောင်ကုန်းကျွရွာမှာနေပါတယ်ခင်ဗျာ။ကျွန်တော်တို့အောင်ကုန်းကျွရွာအုပ်ဖို့အုပ်စုရကြီးဥက္ကဋ္ဌဖြစ်သူဦးပေါ့ဆာဟာစစ်တပ်နဲ့ပူးပေါင်းပြီးအနီးနားပတ်ဝန်းကျင်ရှိရွာတွေကတအိမ်ထောင်ကို တလားလျင်တသိန်းခွဲနှစ်သိန်းစက်ကြီးကောက်ရရှိပါတယ်။မပြီးတဲ့အိမ်ကိုတော်ဆိုးနေတာနော်။ စစ်တပ်ကိုလက်တို့မဲ့စသဖြင့်ချင်းချောက်ပြောဆိုပြီးငွေတောင်းရန်နေလာကြောင်းကျေးရွာတိုင်းစဝတ်နေရီဒုက္ခမျိုးစုံရောက်နေကြပါရခင်ဗျာ၎င်းအားမြည်သူမှမပြောရဲကြပါဘူးခင်ဗျာကျွန်တော်တို့လည်းအဲ့ဒီဥက္ကဋ္ဌကိုပြုတ်အောင်တိုင်ချင်တော့လေတောသူတောင်သားတွေမို့အဆင်မပြေဖြစ်ရပါတယ်ခင်ဗျာဒါကြောင့်လူကြီးမင်းတို့ရဲ့ channel မှာတစင်းတနိုင်ငံလုံးသိအောင်ပြန်ကြားပေးစီလိုပါတယ်ခင်ဗျာလို့စာရေးသားပေးပို့လာပါတယ်ရှင် ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူ့အကြာကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတော်တို့ကြားတဲ့အတိုင်းပဲပေါ့နော်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒီပုဂ္ဂိုလ်တိုင်းထဲမှာရှိတဲ့အုပ်ကြီးတွေကတော့ပူပေါင်းပြီးတော့မှပြည်သူတွေဆီရနေတလောက်တိုင်ရင်တော့အနေနဲ့ပေါ့နော်သူတို့အနေနဲ့ခုဆိုရင်ငွေတသိန်းကနေနှစ်သိန်းလုံးကောက်ခံနေတယ်လို့ကျတော်တို့ကြားသိရတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အဲ့လောက်ကိုပိုက်ဆံမှာရှိတာဖြစ်ပြမှာပေါ့နော်စစ်ကောင်စီရဲ့ဒီလိုမျိုးစီးပွားရေးနဲ့နေတဲ့အခြေအနေတွေနဲ့ကျွန်တော်ခုဆိုရင်ကျွန်တော်တွင်းနေရတဲ့ငလင်ဘေးဒဏ်ကိုသူတို့အနေနဲ့အခွင့်ကောင်းယူပြီးတော့မှပြည်သူတွေရဲ့ဆေးရနဲ့အမြထုတ်ကိုသွေးဆုံနေကြတာပဲဖြစ်တယ်။ဆိုတော့ကျွန်တော်ဘက်ကနေပြတော့မှလည်းအဲ့လိုမျိုးကောင်တွေရှင်းပြချင်တယ်ဆိုရင်တော့တော်လိုင်းရဲဆုတွေစီမှာအမြဆုံစစ်တွေပြတော့မှပေါ့နော်။ကိုလည်းကိုထုကိုထပူပေါင်းပုံတင်တယ်ဆိုတဲ့ကြောင်းကျွန်တော်ဒီနေ့ကနေတီးပေးပြောလို့ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမိုက်ကကြော်မြင့်မြန်နေပြီးတော့မှအမေဆုလက်ထက်ကကျန်ငွေဘီလီယံ400ကျော်ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောနေပြောဆက်လက်ပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လဲရအောင်နော်။နောက်တစ်ချို့ကပြောသေးတယ်ဒေါ်ဆက်စုကြီးလက်ထက်ကအဲ့တက်ဘီလီယံ400တဘောရေးဖို့ရန်ငွေထားခဲ့တယ်ဆိုတာမျိုးအဲ့ဒါထားခဲ့တော့ဦးမြောင်လိုင်းကနေပဲစီးပွားရေးအတွက်ကိုတုံးပလိုက်တယ်ဘာညာဆိုရှောက်ပြောတယ်။တကယ်လည်းဖြစ်နေတယ်ဘီလီယံ400တကယ်ထားခဲ့တယ်တရားလို့လား။အမေလန်တော့မှတက်တက်မဲ့အကုန်လုံးကထပ်ပြီးတော့လေဝဲဥပဒေတွေဘာညာလေးနဲ့အဲ့အလွဲသုံးသားတွေနဲ့ဒေါ်ဆက်စုကြီးနောက်ထပ်1050နဲ့20ထပ်ကြရဖြစ်ဦးမယ်။အမေလန်လိုင်းအကုန်ကုန်ဦးမှာ။ ဟိုကအစိုးရတမင်တချို့ဟာတွေမသိအောင်ဆောင်ထင်ချန်ထားပေးလို့ဒေါ်စန်းသူကြီးနဲ့အဲ့ဒီ NLD အစိုးရအဖွဲ့လုတ်တဲ့ပေါက်တက်ခရအမှုတွေကိုဟိုကအစပြကုန်ဆွတ်ထုတ်လိုက်ရင်လှန်လိုက်ရင်ပြန်လှန်ပလိုက်ရင်အကုန်လုံးကမြတရားမှမလုပ်ဘူးကြည့်လေလောက်ကြအောင်ချို့ဟာကြဲသူများကိုပေါ်ရင်းနဲ့ကို့အဖုပ်တွေပေါ်ကုန်နေမယ်ကြည့်လေလောက်ကြအောင်နော်အဲ့ဒါတော့တက်ဆိုင်ကအဖွဲ့အစည်းတွေပြောတာဒေါ်စန်းသူကြီးတို့အစိုးရအဖွဲ့အဂရီတွေနဲ့လာမဟုတ်လုတ်ထားတာရှိုံးမယ်ထတ်ထွက်လာအောင်ပါဟုတ်ရဟန်းကြီးနေမတုံးလားဒေါ်စန်းရဟန်းနေဒေါ်စန်းကြီးရဟန်းကြီးဝယ်လိုက်တာမဟုတ်ဘူးငှားတုံးတာခင်ဗျားတို့ခင်ဗျားတို့အမေကငှားတုံးသွားတာငှားတုံးသွားလို့အဲ့တုန်းကဒေါ်လာဘယ်လောက်လဲဒေါ်လာကျွန်တော်တို့မှတ်ပြီးတော့ဒေါ်လာတန်းချီတယ်ဒေါ်လာ၄၅၆တန်းမကဘူးပတ်စံနေ အရင်အင်္ဂါတော့တနှစ်ပတ်လုံးကျွန်တော်တို့ရောက်ပြောတယ်နော်ဒီဟိုသူ့ရဲ့နိုင်စီးကြံနိုင်80ကျော်ပဲရှိခဲ့တယ်အဲအရင်အင်္ဂါတော့နိုင်80ကျော်ပဲရှိခဲ့တယ်ကျွန်တော်မှတ်မိသေးတယ်ကိန်းကဏ္ဍတခုနိုင်80ကျော်ပဲစီးခဲ့ရတယ်ငှားတော့တာဒေါ်လာဘယ်လောက်လဲ100သန်းပတ်ချာလောက်သုံးသွားတာကြက်ငွေမြန်မာငွေနဲ့နှစ်ခုပေါင်း100သန်းလောက်သုံးသွားတာ7နိုင်သာပဲစီးနိုင်80သားပဲစီးတာဒေါ်လာ100သန်းလောက်ကျွားသွားတာအဲ့တော့23သန်းထင်တယ်ဗျာကျွန်တော်ကိန်းကဏ္ဍမှားမှာဆိုလို့တော်တော်လေးများတယ်သူအဲ့တော့ထုတ်သွားတာခင်ဗျားလေပြတော့ဘာပဲနေဆိုတော့ကမ္ဘာဈေးကြီးဆုံးလေရင်ငှားရမှုတော့ပြောလို့ရတယ်အဲ့လောက်ဒီထုတ်သွားတာအဲ့ဒါခင်ဗျားတို့အမေဝယ်ခဲ့တာမဟုတ်ဘူးငှားသုံးသွားတာ ဝဲလို့ရတဲ့ရန်ယူမဝဲနဲ့အဲ့ဈေးအဲ့ဈေးလောက်နဲ့ဝဲတဲ့ဈေးလောက်နဲ့ငှားထုတ်လိုက်တာပြန်လဲခင်ဗျားတို့ data တွေပြန်ကြည့်ကြအောင်တချို့လူတွေကကိုသိကျင်တာပဲပြောပြီးတော့ကိုပြောကျင်တာပဲကိုမြင်ကျင်တာကိုကြားကျင်တာပဲရှောက်ပြောပြီးတော့တကယ် data အမှန်ချပြရင်မမြင်ကြအောင်ဆောင်သွားကြတာယူရကျွန်တော်အခု data မှန်ပြောနေတာမှားနေတယ်ဆိုရင်ပြောကြည့်လိုက်အဲ့မှာစင်းစားတွေပြန်ကြည့်လိုက်ထွက်လာလိမ့်မယ်တကယ်တိတ်တက်တဲ့ဒီမှာလူကေပြန်တို့ဘာတို့ညာတို့အစတောင်းဆောင်သူကြီးတို့တုံးခဲ့တဲ့ပတ်စံတွေအကုန်လုံးစင်းရဲရတာအစိုးရဒီလိုထုတ်ပြန်လိုက်ရင်ခင်ဗျားလည်းအခုတို့ထုတ်ပြန်လာတာကဆယ်ပေါ်တော့ဘဝချီသေးတာတကယ်ရှုပ်နေတဲ့ဆက်လက်ညီအကြီးကြံသေးတယ်ဘဲကောက်လက်ထဲဘလို့ဂျင်းထည့်လိုက်တာတွေအစ ဲ့ဒါလည်းမှတရားဆရာတို့ဘလောက်ကျင်းတယ်ပြီးယူရတဲ့ဆိုကိစ္စလေးလင်းလင်းလို့ရပါတဲ့ဟာတွေဘယ်လိုလုပ်ကြအောင်ပန်ဆယ်လို့ရပါတဲ့ဟာတွေမောင်မောင်အေးရပါတဲ့ဟာတွေအများကြီးရခင်ရေမြူးလို့လုပ်သွားတဲ့ဟာတွေနောက်ဟိုတခြားသူ့ရဲ့ဘက်ကလူတွေအကုန်လုပ်သွားတာနဲ့တာမဟုတ်ဘူးလေဒါလေးလျှောက်ပြောနေခင်ဗျာပြောရင်ရှေ့ကြီးရနော်ပြီးတော့မှအဲ့ဒါကြောင့်အဲ့ဒါကြောင့်နေပြီးတော့မှတောက်ကွက်တွေရကုန်တာတွေကဘယ်နဲ့လုပ်အများကြီးရမြေွက်တွေကတကားလုပ်တကားကြီးပဲလုပ်သွားတာနော်ဟိုတေးကသိန်း50လောက်နဲ့မှသွားတဲ့ဟာတွေဘယ်လိုလုပ်ကြအောင်ခင်ဗျာမတန်တဆတွေနဲ့တေးကသိန်း50လောက်နဲ့မှသွားတယ်ရောရှိတယ်ခင်ဗျာအဲ့ဒါလေးလျှောက်ပြောကြည့်စုခင်ဗျာအကုန်ပုံပါပေါ့ဒါကြောင့်ခါတရံကြရင် ဟိုကိုပြောချင်တာပဲကိုကလူတွေကိုမုန်းစေခြင်းနဲ့စိတ်နဲ့ရှောက်ပြောနေကြတာဟာတွေကအကုန်လုံးအဲ့ဒါဟိုဒီလူတွေကလောက်ကြတာပေါ့ဗျာအောက်ကကြည့်တဲ့လူတွေကအဲ့ဒါဟေးရာဦးဝလို့တော့အဲ့တော့ကိုညံမမီဦးဆိုတာပြတာပေါ့ကိုစာမတတ်ပေးမတတ်ဆိုတော့ကြပြတာပေါ့ကိုစာမဖတ်ပေးမဖတ်ကောင်းလို့ဆိုတော့ပြတာပေါ့ကဲဒီကြော်မြင့်မြင့်ပြောတဲ့ပုံစံအဲ့ဒါပေါ့နော်အခုဆိုရင်မေစုကနေပြတော့မှဒီကြံ့ွယ်ဘီလီယံလေးရကျော်မထားဘဲနဲ့သူတို့ရဲ့အဂရီလိုက်စမှုတွေတောင်မှသူတို့ကနေဖော်ပြလို့ရတယ်ဆိုတဲ့အကြောင်းကိုမျှော်လင့်မျှော်စောက်ပြတ်သွားတာဖြစ်တယ်တကယ်တမ်းကျတော့မေစုကိုယ်တိုင်ကနေပြတော့မှပေါ့နော်ကျတို့တပေါ်ဘေးအန်တွေကြုံတွေ့ရမယ်ဆိုရင် သုံးဖို့ဆိုပြီးတော့ပိုက်ဆံတက်တက်ထားခဲ့တာဖြစ်ဖြစ်မှာဟုတ်ဆိုရင်လည်းစကောင်ဆေးရနေပြီးတော့မှအမေစုလက်ထက်ကဝယ်ယူခဲ့တယ်ပေါ့နော်ဒီကျတော့ကက်ဆေးရင်းနဲ့ပတ်သက်ပြီးတော့မှသူတို့အနေနဲ့အခုလိုမျိုး၅ရက်နဲ့ဆိုတဲ့ပုံစံမျိုးကိုပေါ်လိုပက်ဆာတွေပြောထားတာပဲဖြစ်ပါတယ်။ဒီ facet တက်ကတော့ကျတို့ပီတူတွေကိုကုညီဖို့နေနေသသားဟုတ်ဆိုရင်ဒီ paramotor တွေပြီးတော့မှလေးချောင်းအနေနဲ့စက်တိုက်ပုံးချက်တက်ခံမှုတွေလှုပ်ဆောင်နေတာပြီးတော့မှ နိုင်ငံတကာကနေပြည်တော်မှချမှတ်ထားတယ်ပေါ့နော်ဆေးရဆုံးမှုတွေကိုလည်းသူတို့နဲ့ပြန်ပြန်တင်းတင်းချူဖုံးနေတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့သူတို့ရဲ့ပြင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်။သူတို့ပြည်သူတွေနဲ့တလိုင်းရဆုတွေစူပေါင်းပြီးတော့မှပေးဆက်ခိုင်းမယ်ဆိုတော့ချိန်တင်နေတာပဲဖြစ်ပါတယ်။ဒီကြုံမင်းမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းချက်ပြပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေပြောလို့ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့အဘသားသကောင်ကနေပြည်တော်မှစစ်တပ်ထဲမှာအခုဆိုရင်ဖျက်တင်းတွေများနေလို့ပေါ့နော်။တော်တော်လေးကိုကြောက်ရွံ့နေရတယ်ဆိုတဲ့အကြောင်းကိုသွားနေပြည်တော်မှ ဝန်ခံပြောကြားထားတဲ့အားလည်းကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်မြန်မာတက်မှာတော့ဘုရား35မျိုးသောတိုင်းရင်းသားတွေနဲ့စုဖွဲ့ထားတဲ့ပြည်တော်စုတက်မှာတော့ကျွန်တော်တက်မှာတော့ဒုတော်ဝင်အရေးဆုံးပေါ့ကိုဥတည်ထားတဲ့တက်မှာဖြစ်တယ်ကျွန်တော်တက်မှာတော့အင်အားတိတ်နေချီရှိပြီးတော့မပေါင်းတထောင်တာသိမိတွေနဲ့စုဖွဲ့ထားတာဖြစ်တဲ့တွေကျွန်တော်တက်မှာတော့ကျွန်တော်ရေချင်းပြေးသွားတဲ့အရာရှိစစ်တီများစွာများစွာတော့ရှိတယ်ဒီထဲမှာလည်းကျွန်တော်ဆုံးဖြူတွေပါဗျာကျွန်တော်တို့ကျွန်တော်တို့တချို့တချို့တော့ ရာရှိစစ်တီရီကလည်းလွဲမာတဲ့အပြစ်မှုတွေလုံဆောင်လုံဆောင်နေကြပါဘောနော်ဒီပေါ်မှာလည်းကျွန်တော်တို့တက်မတော်အနေနဲ့ဘောနော်ကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးတော့ထိရောက်တဲ့ရေးယူဆောင်ရွက်မှုတွေလုပ်နေရောဒီနေ့အချိန်မှာကျွန်တော်မြန်မာတက်မတော်ကြီးဘောနော်တိုင်းငံမှာရှိတဲ့ရန်ရှိလူပြည်တွေကလိုက်လိုက်လဲလဲနဲ့ကျွန်တော်တို့ကျိုးဆိုးပြီးတော့နော်ထောက်ခံနေကြအောင်လည်းတွေ့ရအတွက်ကျွန်တော်နေဟာဘယ်သူကကျိုးဆိုးရလဲဘူးမိပါတယ်ဒီနေ့မှာကျွန်တော်စကားလေးတစ်ခုပြောလို့ပါတယ်ကျွန်တော်တို့တက်မတော်ကိုထောက်ခံနေတဲ့လူပုဂ္ဂိုလ်တွေအနေနဲ့ဘောနော်ကျွန်တော် တက်မလို့ပေါ့မှာကျွန်တော်အထင်မြင်လွဲမှားစီမဲ့အပြောစုအတုံးလုံးတွေကိုမလုပ်ကြဘူးကျွန်တော်အနေနဲ့လေးလေးနဲ့နဲ့ကျွန်တော်မေတ္တာရက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုမိမိရဲ့ထင်ပေါ်ကြွကြားမှုပေါ်မှာပါနော်ကျွန်တော်တလွဲစပိတ်ကောင်းနေဖြစ်တော့မှစိုးလို့ပါ။ကျွန်တော်တက်မလို့မှာကျွန်တော်ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်။ကျွန်တော်အချင်းစာရိတ္တမကောင်းတဲ့အရာရှိစိတ်တွေရှိတယ်ဆိုရင်ကျွန်တော်တိကျကျနဲ့တက်မလို့ကာဝေးဥစ္စာတို့ရုံးကိုတိုင်ကြားလို့ရပါတယ်။အဲ့ပေါ်မှာတက်မလို့အနေနဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတော့ ထိရောက်တဲ့ရေးမှုတွေလုဆောင်နေတာလည်းတဏ္ဍာန်ကောင်းမှရှိတဲ့ရန်ရှင်လူပြည်သူတွေတိကျဆုံးပါဒါပေမဲ့တပ်ပေါ်ကောင်းမှရှိတဲ့အရာရှိစစ်တီတွေကိုကျွန်တော်မိမိရဲ့ထင်ပေါ်ကြောက်ကြောက်မှုကိုအသုံးချပြီးတော့ဆိုရှယ်မီဒီယာတွေပေါ်ကနေတက်ပြောနေတာတွေဟာကျွန်တော်တို့တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်ဒီကောင်တွေကအချင်းချင်းပြန်ခိုက်နေပြီနော်စစ်ပေါ်မတွေချင်းချင်းတောင်မှအခုဆိုရင်မြောက်လိုက်နဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အရေးချင်းတွေကိုလုံးဝမယုံကြည်တော့တာပြပြမှာယူရင်ပျက်စီးနေတယ်ဆိုတာကျွန်တော်အားလုံးလည်းတွေ့တာဖြစ်တယ်အခုဆိုရင်လည်းဒီဘောမကကနေပြပြမှာပါနော် ဖယက်တိတွေပါဝင်ဂျန်နက်ဒီဆုံးပြူတွေရနေပြီးတော့မှစစ်ကောင်စီရရှိတဲ့ချိုးနဲ့ပူပေါင်းပြီးတော့မှပြင်ပါပါနော်လူမျိုးတရင်တွေပေါ်ချောင်းလို့တာတွေပြီးတော့မှသူတို့ကိုချိုးတဲ့စစ်ပွားရှာနေတယ်ဆိုတဲ့အကြောင်းလိုသူတို့ကနေပြီးတော့မှခုဆုံးဝန်ခံပြောချလာတာပြီးတော့မှသူတို့ရဲ့ဒီတိုက်တန်းရှုံးပြူဟာဆိုရင်လည်းအလုံးမဖြစ်ဘူးဆိုတော့သူတို့ကိုယ်တိုင်ကနေပြီးတော့ပါเนาะပြောကြားထားတာပဲဖြစ်ပါတယ်မကြခင်မှာဒီတက်ပို့ပြီးတော့အရှိတကွဲနေပါเนาะမြောက်နိုင်ကိုယ်တိုင်ရှစ်တန်းထွက်တက်ရတော့မယ့်အခြေအနေတရက်ကိုသူတို့ကိုယ်တိုင်မြင်ရတော့မယ်ဆိုတော့အကြောင်းကျွန်တော်ဒီနေ့ကနေပြောလို့ပါတယ် ဲကျွန်တော်နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ပြောင်းကြရနေပြီးတော့မှမြောက်လိုက်နဲ့သူတို့ပေါင်းပေါက်တွေရနေပြီးတော့မှပေါ့နော်စေးဗျူဟာမကျွမ်းကျင်လို့ခုဆိုရင် A နဲ့ပူပေါင်းတဖို့ဝင်ရတဲ့တဲကိုသူတို့နေမြေများစွာဆုံးရှုံးနေရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တကယ်ကိုတည်းပြောထားတာပေါ့နော်ဒီကောင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စပီဒီမှာချစ်လိုက်ရအောင်အခုကခင်ဗျားတို့ကဘယ်လိုခေါ်မလဲဆိုတော့ဘာမှအသုံးမကျတဲ့အထက်ကပုံကအစင်စင်အစင်စင်အစင်စင်အမိတ်ပေးနေစီစံလေးဖောက်ဖို့တော့မှဆက်ပေါက်ပြီးတော့လမ်းမေးရတယ်အကူဆက်ပေါက်ပြီးလမ်းမေးနေချိန်မှာတဘောမပြစ်လို့အခုလိုကကြာသွားပြီ။ဟွန်းပြောပြီနော်။အဲဘယ်လိုကောင်လဲလက်ကြီးလေးပြစ်ဖို့အတွက်က အဖကြီးပြည့်ရမလားဆိုတော့ဟင်ကဘလို့ဖြစ်လို့ပြည့်ရမှာမင်းကဘာကြောက်လဲအဲကိုကမြင်လို့ရှိရင်စကန့်ကြောက်သွားတယ်အဲ့တော့ဘာမှအတုံးမကြောက်တဲ့အဖအထက်ကနေပြီးတော့နော်အဲအဲ့လိုပုံစံမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ဒီအဆင့်30မှာအောက်ခြေကိုအတိုင်းတာတစ်ခုအထိပို့ပြီးတော့ရှင်းထားမှာတကယ်တမ်းတိုက်နေတဲ့စစ်တီကိုပို့ပြီးတော့လွတ်လပ်ခွင့်ပို့ပေးရမှာဖြစ်တယ်လို့အမိတ်ဩဇာပို့ပြီးပေးထားမှာဖြစ်တယ်တပုံနေစီရေးပြစီရေးမှာဘာကြောက်နိုင်လဲအဲ့ဒါပဲတပုံမှာကခင်ဗျားတို့လည်းတပုံနဲ့ခတ်တာကဘာလဲဆိုတော့ စစ်သေးတဲ့ဘက်မှာကအဲသူတို့ကစစ်တိုက်ရင်းနဲ့ယာတို့တိုးတာခင်ဗျားတို့ကမိုးကြွှေကို DSA ကတက်တောင်းယူပြီးတခါလဲဟိုခေါမစိုးယာတို့တိုးတာအဲ့မတိုးဘူးနော်တဘုံမှာကအဲ့လိုမျိုးမဟုတ်ဘူးတဘုံမှာကတစင်းစင်းဒီစတက်တာသူကတကယ်တိုက်ရင်းတိုက်ရင်းခတ်ရင်းနဲ့ပဲယာတို့တိုးသွားတာရှိတယ်ဒါတော့တီးတယ်နော်အဲ့တော့ခင်ဗျားတို့မိုးကြွှေကိုများကနော် DSA ကစင်းပြင်းနေဆိုတခါလဲယာသွားတာလေယာသွားတဲ့ခါကျတော့အဲဟုတ်တော့မလို့လို့ဟုတ်တော့မလို့လို့အဖုန်တန်ကြီးဖြစ်နေတယ်တင်ကြတော့လည်းကောင်းပါလေနော် theory နဲ့တကယ်လက်တွေ့မှာမကွာကွာဟပါလေ နောက်တစ်ခုကသင်ကြားမှုပုံစံတွေမှာ theory ရောလက်တွေ့ရောအားလုံးနှစ်ခုပေါင်းပြီးတော့တက်မလို့ကဆောင်ရွက်တာတော့မှန်ပါတယ်ကောင်းပါတယ်အဲ့တော့ပါဆိုလည်းပဲသဘုံကလက်တွေမှာပို့ပြီးအားတာတယ်အားတာပြကြမလို့အခုကျွန်တော်ကြံနေတော့စစ်တွေကြောက်ဖြူမကြဘူးဆိုလို့ရှိရင်တော့နံပါတ်၁ချက်အနေနဲ့ကျွန်တော် main season မှုအတိုင်းအတာကိုပြင်ရမယ်နော် main season မှုအတိုင်းအတာကိုပြင်ပြီးသွားလို့ရှိရင်တော့အဲတော်တော်များများအဆင်ပြေသွားနိုင်တယ်အဲ့တော့အခုအဲ main season အတိုင်းအတာပြင်လို့ရှိရင်အခုလက်ရှိအချိန်မှာ ခုကျွန်တော်တို့ကြောက်ဖြူပဲဖြစ်ဖြစ်စစ်တွေပဲဖြစ်ဖြစ်အနှိမ့်ဆုံးအင်အား3000လောက်နဲ့တဖြည်းဖြည်းချုပ်ဖြည်းချုပ်လာပါချုပ်ကွက်တယ်လို့တို့ဘယ်လိုခေါ်မလဲဆိုတော့ကျုံသွင်းနေပြီအေအေကအခုဆိုရင်ကြောက်ဖြူဆိုလို့ရှိရင်အင်အား3000 4000လောက်နဲ့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ကျုံသွင်းနေပြီနော်ကျုံသွင်းနေပြီစစ်တွေလက်တာမျိုးကျုံသွင်းနေပြီအစစ်တွေရတာခုကောင်းတာပါလဲဆိုတော့အမ်မညာအောင်စော်တယ်အမ်မမဲ့မြင်အကုန်ပြစ်တာပဲဟုတ်မျိုးဒီဘယ်လိုခေါ်မလဲရသေးတောင်လို့ဘာလို့ဒီလမ်းပြစ်တာနော်လမ်းပြစ်တာမမဲ့မြင်လို့စော်ထည့်တာပဲအဲ့တော့ကြောက်ဖြူအဲကြောက်ဖြူကိုလည်း ။ဒါပေမဲ့ဒီနေ့ချုပ်ကွက်ထဲကိုဝင်လာပြီ။အဲ့တော့ဘာလုပ်ရမလဲဆိုရင်ချုပ်ကွက်ထဲတော့အဝင်မခံနဲ့ကြာဖောက်ထွက်ရမယ်။ဖောက်ထွက်ဖို့အတွက်ကဒီနေရာမှာရွေးရင်ဆိုင်တိုက်ခိုက်နေလို့မရဘူး။နော်။ရင်ဆိုင်တိုက်ခိုက်မရဘူးဆိုခင်ဗျားပို့သိပါလိမ့်မယ်နော်။ဒီဘက်ကချုပ်နေတဲ့အချိန်မှာဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဒီတောင်ကုတ်ဒီတကြောထိုးစစ်ပြန်ဝင်လာဖို့လိုတယ်။အဲကျွန်တော်တို့ဒီအောက်ကအကွာဘက်ကလည်းထိုးစစ်ပြန်တက်လာဖို့လိုတယ်။နော်။အပေါ်ဘက်မှာရှိတဲ့မောင်နှိုးဘက်ကလည်းအခုမပူနဲ့မောင်နှိုးဘက်ကခင်ဗျားတို့အာစာတိုက်ပေးမှာနော်။အာစာကနေတိုက်ပေးလာမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်မကွေးဘက်ကတော့ မကွေးဘက်ကလည်းပြန်ပြီးတော့ထိုးလာမှာဖြစ်မယ်ပြောင်းကြရတော့ဗောနော်မတင်သူပဲရှင်းတမ်းမရင်နဲ့တိုက်ခိုက်ခဲ့ဘူးတဲ့ပုံစံမျိုးနဲ့ဟုတ်ဆိုရင်စစ်ကောင်စီတပ်ဖို့တော့ပြန်ပြီးတော့မှဆုံးမတုန်တင်နေတာပဲဖြစ်ပါတယ်မြောက်လိုင်းကိုတောင်မှအသုံးမချဘူးဆိုတဲ့ပုံစံမျိုးနဲ့တဲ့ကိုပြောထားတာပြပြမှာအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဆုတွေရဲ့ပေါ့နော်ပြောင်းပြောင်းလာတဲ့ဆက်ဆွမ်းတွေတို့လည်းသူတို့ကိုယ်တိုင်ကနေပြမှာတရှိသွားတာမလို့သူတို့ဘယ်လောက်ထိဆက်ရှုံးနေပြီဆိုတာဝန်ခံပြောချလာတာပဲဖြစ်ပါတယ်မြောင်းလိုင်းကတော့တိုးအခြေကပေါ့နော်အခုလိုမျိုးတရင်မားတွေဖြန့်ပြတော့မှာ ဝင်လောက်ပေးနေကြတဲ့ပေါ်မအုပ်စုတွေကနေပြည်တော်မှာတောင်မှထောက်ခံမှုတွေကိုမရတော့ဘဲနဲ့ဟုတ်ဆိုရင်တရင်ပုံအောင်မှုလည်းဂျုံရဖို့ပေါ့နော်ရှိနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့မြောက်လိုင်းနေနဲ့ပေါ့နော်တလိုင်းရဆုတွေကနေပြည်တော်မှာနေပြည်တော်ထိတသိမ့်ပြီးတော့မှသူ့ကိုမြေလံအမုံချိန်မလားဆိုတော့ကျွန်တော်နေနဲ့ဟုတ်ဆိုကြိုတင်ပြည်တော်မှာပြောလို့ရနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးနေနဲ့တော်လန်ပြည်တော်သတ်ဖို့ဖြစ်ရပေါ့နော်ကိုဘူဘူကြော်ရနေပြည်တော်မှာ ပြည်သူတွေငလင်ပေးတဲ့အတင်းနေတဲ့အချိန်မှာစစ်ကောင်စီရဲ့ကြိုးတင်ပြစ်မှုမရှိဘဲနဲ့ပြည်သူကိုရဲဆက်ဆက်တပ်ဖြတ်နေတဲ့ကိစ္စတွေကိုသူကနေပြတော့မှတရားလေးပြပြထားရပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှခြေလိုက်ရအောင်နော်ဒီပြူကြလူလူစဲတိုက်တရားနေတဲ့လားမနေတဲ့လားဟိုတလောအင်းနေတရားတောင်းနေစကားပြောပြတယ်ပြောပြတဲ့ခါကျတော့သူကအကြောင်းမကြည့်ရတာဗောနော်အဲ့ဒါပြောနေနေဒါတရားပညာရပိုင်ဆိုင်ရအဲ့တော့ပြည်သူလူလူကမသိဘူးသူအိမ်ကပြူကန်နီးလားမပြူကန်နီးလားမသိဘူး ဲ့ဒါတွေစုဖို့တော့ဘာလို့ရလဲဆိုတော့အခုတွေ့နေရတယ်ကိုယ်နဲ့ပတ်သက်တဲ့လူတွေပတ်စံပေးပြီးငှားပြီး engineer တွေတက်တိနားလဲတဲ့ပညာရှင်တွေခေါ်ပြီးတော့စစ်ဆေးခိုင်းနေရတယ်အမှမှဒါအစိုးရလုံးဝမလုပ်နေရတယ်ပဲအစိုးရလုံးဝမလုပ်ဘူးဒါ team one ကကိုညီတဲ့လူကိုညီစေယုံစေကံတော့ကိုညီတဲ့ဒီ medical အတင်း medical အတင်းဒါဒီလိုမျိုး license အစုံမို့ဗျာအခုချားရတာဗာလဲရှိသေးတယ်ကျွန်တော်တို့ဒီအိမ်တော်မှာအရှိတစမိတ်ဘလောက်ထွက်ရင်ဘလောက်ထံကိုရိုက်မယ်ဆိုပြီးကိုပတ်စံနဲ့ကိုပြူတော်အမိုက်သိမ်းနေရတာတွေကြားတယ် စဉ်းစားကြည့်ဗျာဒါလောက်ဒီအတုံးမကြတဲ့အစိုးရဆိုအဲ့ဒီအတွက်ငွေသူတို့မှအစင်းသိရှိတယ်သူတို့သူတို့ဓာတ်တွေမထုတ်ဘူးအခုလက်ရှိပဲကြည့်သူများလူလာတဲ့ပတ်စံမှာ၁၀သိန်းနဲ့တည်တဲ့လူတည်တဲ့လူမှ၁၀သိန်းရမှာနော်အခုမိုးရွာအခုလင်းမုန်တိုင်းလာတော့ငါလင်းလို့တော့မသိတာကျွန်တော်လက်ခံအခုမိုးရွာပြီလင်းမုန်တိုင်းလာပြီဒါတော့အားလုံးသိတယ်ဘာလို့ကြိုတင်ပြင်ဆင်ထားဝိုင်းလဲဒါကြိုတင်နေတဲ့အလုပ်တွေဒီမိုးရွာတာတော့လင်းမုန်တိုင်းလာတော့အခုဘာပြင်ဆင်ထားလဲဘာမှမပြင်ဆင်ထားဘူး ။ဘာဖြစ်လို့လဲဒီလား။ကိုယ့်လက်ရှိအခြေအနေကဘာပဲဖြစ်လာဖြစ်လာဥစားမလို့မရှိဘူး။ဥစားနေတဲ့အစိုးရလည်းမရှိဘူး။ဥစားနေတဲ့အဖွဲ့အစည်းလည်းမရှိဘူး။ guideline လည်းမရှိဘူး။ဒါပြီးရင်ဘာလုပ်ရမလဲဆိုတာကိုလည်းဘယ်သူမှမသိဘူး။တီးတဲ့လူတွေကလည်းမကုန်နိုင်ဘူး။ဘာဖြစ်လို့ဆီစင်းနေမရှိမလဲ။ဘယံပတ်တာဖြစ်နေတာ။စုစည်းမှုမရှိဘူး။อืม။ဘိုင်းနေရမှာဘာလုပ်နေတာကိုလည်းအထူးကြမသိဘူး။အာလူအခုကုနေတဲ့လူတွေလည်းဟိုနားလေးလိုက်ကုပြီးလိုက်ဒီနားလေးလိုက်ကုပြီးလိုက်။တကယ်တော့ဘာပဲဘေးကနေကြတော့လူတွေကကုဖို့အတွက်လူတွေသွားကြတယ်။စက်ပစ္စည်းတွေရန်နေရတဲ့လူတွေ။ ထိုင်ကြည့်နေရောမတတ်နိုင်နဲ့နိုင်တလောက်ပဲလုပ်လို့ရတယ်အဲ့ဒီဂျန်နေရတဲ့စက်ပစ္စည်းတွေအစင်းတဲ့တို့မှရှိနေရမယ်မရှိနေဘူးထားလိုက်ပါဒါတွေကယိုးနေပါပြီမတည်တင်းတဲ့လူတွေတည်ကုန်ကြတယ်ကျွန်တော်တို့အရှိပါပဲအခုဆိုရင်ဒီကောင်တွေဘက်ချိန်ညတာလီးတောင်းကြော်လို့ပြောနေတယ်ထားဘာသူမှအပြစ်လိုက်မပြောနေနဲ့ပါအခုကျွန်တော်ဆိုအပြစ်ပြောတော့ပါဗျာအချင်းချင်းကူညီမဲ့ဆိုမှဟုတ်ပြီအချင်းချင်းဘယ်လောက်ဒီကူညီပေးနိုင်မလဲအချင်းချင်းကူညီကြရအောင်ဘာသူမှအပြစ်မပြောနဲ့အချင်းချင်းဘယ်လောက်ကူညီနိုင်မလဲ အားလုံးကလှူလို့ငွေရတဲ့ဟာလေးနဲ့စုစည်းလဲလှူကြတာမဟုတ်ဘူး။နောက်လှူတဲ့လူတချို့လည်းဗီဒီယိုကင်မရာကြီးတွေတကားကားနဲ့ဘာတွေလုပ်နေတာလဲ။တကယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေကျွန်တော်တို့ချမ်းသာတယ်ခင်ဗျားတို့ချမ်းသာတယ်လူတွေအများကြီးအဲ့လူတွေခင်ဗျားတို့တကယ်တကယ်လှူမေးတာထိရောက်ရလားအဲ့လူတွေရရလားအဲ့ဒါကိုလည်းပြန်စဉ်းစားအောင်အဲ့ဒါတွေတော်တော်မျက်စိနှောက်တယ်။အခုတနေ့တမိုင်ကွန်ကြီးကေဆေးကြီးလုံနေတဲ့လူတွေတော့မှဒီစစ်အစိုးရကောင်းတယ်။ဘယ်သွားမှလဲ။ဘာလုပ်မှလဲ။ပတ်စံနေတော့လန်ခီတွေပိတ်ပယ်။တည်င်းနေရာစအမောင်ချအလုပ်နေတာ။ ကိုကကျွန်တော်တို့ရေတန်းဝေခောက်ဆွဲကြောင်းဝေရမယ်အစ်စင်မဟုတ်တော့ဘူးဒီမှာကိုဘိုကပြောထားတဲ့အရာအောင်ပါတယ်နော်စစ်ကောင်စီနေနဲ့ကတော့ကျွန်တော်ပြည်သူတွေဒီလိုမျိုးဘေးဒုက္ခကြုံတွေ့ပြီးကြတဲ့ကောတိခိုက်ဆုံးရှုံးမှုများမယ်ဆိုတော့တိတိလေးနဲ့အခုဆိုရင်ကြိုတင်ပြစမှုမရှိဘဲနဲ့ပါနော်ဒီဇိုင်းဖြစ်တယ်လို့ထားတာပဲဖြစ်ပါတယ်ဒီဇိုင်းထဲမှာတချို့ဒီပြီးသူစစ်တွေပြီးတော့မှတခိုးတို့များတွေကစကောင့်စင်းနဲ့ပူပေါင်းပြီးတော့မှကျတို့ဒီလိုဒန်းထားတဲ့ပစ္စည်းတွေကိုနမြတိုက်ပြီးတော့မှလူယူထားတာတွေအခုဆိုလဲပါနော်မန္တလေးနေပြီးတော့မှဆိုရင်သူတို့အနေနဲ့တော်တော်လေးကိုသွေးဆိုးနေတာပြီးတော့မှ ဝန်ကြီးကယ်ဆယ်ရေးသမားပုံစံရောင်းဆောင်ပြီးတော့မှပစ္စည်းကြားထဲကနေပြတော့သူတို့အနေနဲ့ပစ္စည်းတွေကိုမအယူနေကြတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကစစ်ကောင်စီအနေနဲ့ပေါ့နော်။တေချာလေးကိုထိန်းချောင်းချင်းမရှိဘဲနဲ့ပြည်သူတွေပေါ်မှာသူတို့ဖြစ်ချင်တိုင်းဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဒေသန်ထားသွားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာစကိုင်းမျိုးဥပမာဆိုရင်လည်းစစ်ကောင်စီကနေပြတော့ PDF တွေရှိတဲ့ပုံစံမျိုးနဲ့အခုဆိုရင်ကယ်ဆယ်ရေးသမားတွေကိုလည်းလုံးဝမတော်ခိုင်းနဲ့ပေါ့နော်။ဂိမ်းမှာလည်းတော်တော်လေးကိုတင်းကျပ်နေတယ်လို့ကြိုးကြားသိရတာဖြစ်ပါတယ်။ဒါတွေအားလုံးကျွန်တော်တို့တွေးကြည့်မယ်ဆိုတော့ ပြီးတော့မှပြီးတော့ပဲရှိတယ်ဆိုတဲ့အတိုင်းအခုဆိုရင်တိုင်းတပိုင်းလေးနဲ့ဒီလိုမျိုးပစ္စည်းတွေကြားထဲကနေပြီးတော့မှကုညီကက်ဆယ်တွေလုဆောင်နေရတာဖြစ်ပြီးတော့မှမြောက်လိုင်းနဲ့ဆက်ကောင်းဆောင်တွေကတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့သူတို့ကိုကျိုးသွက်ပဲကြည့်ပြီးတော့မှပေါ့နော်ဒီပြီးတော့တွေကိုတက်ဖြတ်ဖို့ပဲအခုဆိုရင်ဆရာထက်တန်နေတယ်ဆိုတာတွေ့ရတာပဲဖြစ်ပါတယ်ပြီးတော့အားလုံးအနေနဲ့အခုလိုမျိုးဖြစ်ဖြစ်နေတဲ့အချိန်မှာပဲစမပြအမျိုးပဲနဲ့အားလုံးချက်ချင်းခိုင်ရင်ဆိုင်ပြတော့ဒီငလေးမိတော်ကိုအကောင်းဆုံးရင်ဆိုင်ချော့ပြပြတာနဲ့ကျတို့ဘီတူအားလုံးမျောလင်းနေတဲ့တော်လိုင်းရအောင်ပွဲစီကိုချစ်တွားမယ်ဆိုတဲ့ကြောင့်ပြောရင် ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုတစ်ဖက်ဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလို့ထူးခြေဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတဘောဝဘေးအန္တရာယ်မျိုးနဲ့မြောက်လိုက်မပေးတာနဲ့ကိုယ်ပြည့်တော့မှတရားရဲ့ချမ်းနဲ့ညချမ်းလေးဖြစ်ပါစေလို့ကျွန်တော်ဒီနေ့ကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်